ခင်ရီ channel ရဲ့ပရိသတ်ကြီးအားလုံးမင်္ဂလာပါလို့နှုတ်ဆက်ပါရစေ။ဒီကနေ့မှာဘာတွေထူးထူးခြားခြားဖြစ်ခဲ့လဲဆိုတဲ့ဒီအစီအစဉ်မှာဒီကနေ့မှာလည်းပဲကျွန်တော်ဒီသုံးသက်ချက်တစ်ခုကိုတင်ဆက်ပေးကြပါရစေ။ဒါကတော့တကယ့်ကိုကျွန်တော်တို့ဒီလက်နက်နဲ့မိုးပြီးတော့အုတ်ချုပ်ခံထားရတဲ့ပြည်သူတွေရဲ့ဒီတော်လှန်စိတ်ဓာတ်ကိုဒီရဲရဲကြီးပြသလိုက်တဲ့ဖြစ်စဉ်တစ်ခုပါ။ကျွန်တော်တို့ရဲ့ဒီ podcast season ကဒီနေ့စဉ်သတင်းတွေအပြင် အခုလို့ကျွန်တော်တို့သုံးသပ်ချက်တွေကိုလည်းဒီပုံမှန်တင်ဆက်ပေးသွားမှာပါဒီကနေ့ကျွန်တော်ရွေးချယ်ထားတဲ့အကြောင်းအရာကဒီကျွန်တော်တို့စစ်တပ်ရဲ့ဘက်တော်သားဒီအစိုးရရုံလေးရဲ့ခြေခွဲခံလို့ပြောမှာဖြစ်တယ်ဗောနော်အဲ့တော့အားလုံးလည်းဒီဒီနေ့ social online platform တွေမှာလည်းဒီသတင်းကပြပြနေနေတွေ့နေမှာပါဒါရုံလေးကတော့သူ့ရဲ့ post ကိုအဲတင်ပြီးတော့သူ ပြန်ပြီးတော့ဖြုတ်ချသွားတာရှိပါတယ် မနေ့ကတော့သူဒီ TikTok မှာရောပေါ့နော်ဒီ Facebook မှာရောဒါသူ့ရဲ့ဒီသူရိုက်ထားတယ်ပေါ့နော်ဒီမျိုးပြတွေရဲ့လမ်းမဆိုတဲ့ဒီရုပ်ရှင်ကိုဒါကြည့်ရှုဖို့ဒါပြည်သူတွေကနေပြီးတော့ကြည်ပြီးသားသူတွေကလည်းဒီဇာကားရဲ့အကြောင်းကိုပေါ့နော်ဟို feedback တွေရေးပေးဖို့ဆိုပြီးတော့သူမနေ့က TikTok မှာ video file တစ်ခုနဲ့လည်းဒါအကူကြီးတောင်းနေတဲ့ဟာတွေ့ပါတယ်မနေ့ကညမှာတော့ဒါသူ့ရဲ့ဒီ36000ကျော်အကုန်ကြခံပြီးတော့ဒါတကယ်ကိုတစ်နှစ်ခွဲနေပါ เนาะย้ายถ่าเลยโซเรดิမျိုးပြတွေကလမ်းမကြီးကအခုတော့မျိုးပြတွေမှာလည်းကြီးမဲ့သူမရှိတော်တွေမှာလည်းကြီးမဲ့သူမရှိတဲ့နောက်ဆုံးတော့ကြီးသူမရှိလို့เนาะယုံပိတ်လိုက်ရတယ်ဆိုတဲ့တဲ့င်းပါအဲ့တော့ဒီအကြောင်းအရာကိုကျွန်တော်ကြည့်တဲ့အခါမှာဒါယုံလေး3600ထောင်လောက်ပလုံသွားလို့เนาะဒီထုတ်လို့ရေးဒီလို3600ထောင်လောက်ဒီစစ်တပ်ဘက်တော်သားတွေကုံသွားလို့ဒါဝမ်းသာနေကြတယ်ဆိုတာမျိုးထက်ပူတဲ့เนาะရှိမှပြောခဲ့တဲ့တကယ့်ကိုကျွန်တော်တို့ပြည်သူတွေရဲ့ဒါ ပြည်သူလက်မခံအုပ်ချုပ်လို့မရနိုင်ဘူးဆိုတာဟာဒါအလုံးပေါ်လွင်နေပြီ။ဒါအောင်ကြည့်ရင်ဒီ၅နှစ်နေပါအထိဒီအကြမ်းဖက်စစ်တပ်အပေါ်မှာ ကျွန်တော်တို့ပြည်သူလူထုတွေရဲ့သဘောထားဟာနော်တကယ်ကိုကွက်ကွက်ကွင်းကွင်းမြင်နေရတာပါ။တကယ်တော့ဒီယုံလေးမှတော့မဟုတ်ပါဘူး။နော်စစ်တပ်ထောက်ခံတဲ့အကြမ်းဖက်စစ်တပ်ကိုအားပေးထောက်ခံတဲ့သူ ဘယ်သူမှဆိုယုံလေးအပြင်အရင်ပြီးခဲ့တဲ့ဒီလာပိုင်းတွေတုန်းကလည်းအားလုံးတိလိုက်မှာပါဒါဒိန်းတောင်ဆိုလို့ရှိရင်လည်းเนาะတကယ်ကိုသူ့ကိုရုပ်ရှင်အစည်းရုပ်တွေအစားခေါ်ပြီးတော့ရိုက်မဲ့သူမရှိတော့လို့နောက်ဆုံးသူ့မှာဘာဝင်ဝင်မှမရှိဘူးဆိုတာမျိုးတွေပေါ့เนาะအဲဒီစစ်တပ်ဘက်ကလည်းမငှားနောက်ပြီးကျန်တဲ့ဒီပြည်သူလူထုတွေကလည်းမငှားနေနောက်ဆုံးတော့သူတကယ်ကိုစခွက်ပြောက်နေတယ်ဆိုတော့အဲဒီခြေကွဲကန်းတွေလည်းเนาะစစ်တပ်ဒီထောက်ခံတဲ့ဘက်တော်သားတွေရဲ့ခြေကွဲကန်းတွေအများကြီးကြားကြားပြီးဖြစ်ပါလိမ့်မယ် ဲ့တော့ဒီမှာယုံလေးကတော့မနေ့ကသူရေးတဲ့မဖြက်ခင်ပေါ့နော်ရေးထားတာမှဆိုရင်မုံတဲ့သူတွေတဲ့တိုက်ခိုက်တဲ့သူတွေနိုင်ပါတယ်တဲ့အမှုပညာလောကကသူအနာယူဖို့များသွားပြီတဲ့ဒီအခုတင်တဲ့ဒီမျိုးပြတဲ့လမ်းမဆိုတဲ့ဇာကားဆိုရင်တဲ့ဒါသူတို့အများကြီးစ조사ထားတယ်တဲ့ဟိုသိန်း6000ကျော်လဲကုန်နေတဲ့ပြင်ဆင်ရိုက်ကူးချိန်ကတဲ့တစ်နှစ်ခွဲလောက်ကြာတယ်တဲ့အဲ့တော့ကြည့်ပြီးတဲ့သူတွေကလဲ quality တည်တယ်တဲ့ဒီတစ်နှစ်လုံးမှာတော့တဲ့ဝင်ငွေအ ਨੇ ဆုံးဇာကားအဖြစ်စံချိန်တင်သွားပြီတဲ့ ဲ့တော့ယုံမာတယောက်မှမရှိလို့ပိတ်လိုက်ပါတယ်တဲ့ပြီးတော့သူကဆက်ရေးပါတယ်ဟိုနံပါတ်1အချဲတဲ့เนาะသူ့ရဲ့ဘေးမှာတဲ့ဟိုအကြံပေးမဲ့လူကောင်းဝိုင်းလုပ်ပေးမဲ့မိသားစု စိတ်ရှိတဲ့လူကောင်းမရှိဘူးတဲ့နောက်သူကသူတို့ဒီအမှုပညာရှင်ချင်းချင်းကြားကိုလည်းသူကဟိုပြန်ပြီးတော့သူကမကျင်မနက်ပောက်ကွဲတာလည်းဒီမှာရေးထားတွေ့ပါတယ်ဒီအကူကြီးတောင်းတာတဲ့ဒီဘဝပြတ်မဲ့အကူကြီးတွေကိုဝင်ရင်းပေးလိုက်ရတယ်တဲ့ဟိုတယောက်တည်းမဟုတ်ဘူးတဲ့လူပေါင်းရာကျော်တယ်တဲ့ အကောင့်အတူက comment တခုအစဲခံရဖို့တောင်သူတို့ကြတော့တဲ့အစဲမခံရင်ဘူးတဲ့ဟိုယုံလေးနဲ့မပတ်သက်ဘူးကင်းတယ်ဗောတဲ့အထားပါတော့တဲ့ဝင်းရံပေးတဲ့သူတယောက်ချင်းတိုင်းကိုတော့အမြဲမှတ်ရနေပဲတသလုံးဒီမသိမချင်းအမှုပညာပဲလှုပ်ချင်ခဲ့တာတဲ့အဲ့ဒီရွက်ချက်ကမြန်မြန်ပျက်စီးသွားမယ်လို့တော့မထင်ခဲ့ဘူးဆိုပြီးတော့ဒါယုံလေးကဒါသူ့ရဲ့ဒီ social လူမှုကွန်ရက်ကနေပြီးတော့သူရေးတယ်ပြီးတော့ဒီနှစ်နာရီဝင်းကျင်လောက်မှသူပြန်ဖြုတ်သွားတယ်ဗောအဲ့တော့ဒီနေရာမှာရှေ့မှာပြောခဲ့သလိုပဲဒီအကြမ်းဖက်စစ်တပ်ကိုထောက်ခံတဲ့ ူတွေအမှုပညာရှင်ပဲဖြစ်ဖြစ်အဆိုတော်ပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းရှင်ပဲဖြစ်ဖြစ်ဘယ်နေပဲရမဆိုဘောနော်ကျွန်တော်တို့ကအားလုံးသိထားပါခင်ဗျားတို့ဒီလူထုကိုရှော့မတွက်တဲ့နော်တနည်းအားဖြင့်ပြောရင်လူထုကတကယ်ကိုဒီဒီလောက်လက်နက်တွေမိုးဓာတ်မိုး နော်ဒီတဏ္ဍမိုးဒီလောက်အုပ်ချုပ်ပြီးတော့တကယ့်ကိုရဲ့ရဲ့ဆက်ဆက်တတ်ဖြတ်ပြတယ်ဗျာဒီနေနေဟိုချိတ်ပိတ်တဲ့သိန်းနဲ့ဘလောက်ပဲလုတ်ပြပင်မဲဒီရင်ထဲမှာရှိနေတဲ့ဒီပြည်သူလူထုရဲ့တကယ့်ကိုရဲ့ရဲ့တောက်တဲ့စိတ်ဓာတ်ကိုနော်ဘလို့မှခမရတို့အကျဉ်းချလို့မရဘူးနော်ဒီလိုတော်လန်စိတ်တွေကိုဒါအကြက်ဖက်စစ်တပ်တွေလည်းသိတယ်အဲ့လိုပဲသူတို့အားပေးထောက်ခံနေတယ်အခုခမရတို့ယုံလေးတို့လို့ဒီဒိန်းတောင်တို့လို့အခုဆိုရင်လာပြီဒါတကြံမိုး တကယ်ကိုဒီကြံမိုးဇာကားကြီးကိုကျွန်တော်အရန်အားနာတယ်เนาะတကယ်ဒီအမှုပညာပါဝင်ပေးခဲ့ကြတဲ့အမှုပညာရှင်တွေကိုလည်းအရန်အားနာဒီမှာဆိုနေအောင်လို့ပေါ့เนาะအဲ့တော့ဒီအပိုင်းမှာဆိုရင်ဒါအခုကြံမိုးကကျွန်တော်ဒါလေးတောင်သွားတွေးမိတယ်ပေါ့เนาะအဲ့တော့ကြံမိုးကြီးမိုးရီထဲမှာတောင်မှလို့เนาะဟိုမိုးရီကနှစ်ချမ်းကွဲသွားတယ်ပူတဲ့ရေနဲ့အေးတဲ့ရေနဲ့ဒီဒီတမိုးတဲ့ရွာလာတောင်မှเนาะကြံမိုးကဟိုအပူနဲ့အေးနဲ့ဟိုဟိုခွဲပြီးရွာသလိုဖြစ်သွားတာပေါ့เนาะကိုသက်ထွေးကတော့เนาะပြည်သူတွေအတွက်အေးများတဲ့ နော်တကြံမိုးရွာသွန်းပေးပေမယ်နော်ကိုငိမ့်မောင်နော် လူမိုက်ကြီးကတော့နော်တကြံမိုးကားထဲမှာလဲကိုငိမ့်မောင် ကြီးမိုက်ကြီးပေါ့နော်အဲကြီးမိုက်ကြီးကအခုလဲပဲကိုငိမ့်မောင်ကတော့တကယ့်ကိုနော်ဟိုမိုက်လုံးကြီးပြီးတော့ဟိုဒါကြမ်းဖို့ဖက်ကနေမဲဆွဲစီယုံတာတွေမှာကြောတာဆိုတာတွေနောက်ပြီးသူ့ရဲ့ပုံစံတွေစိတ်နေစိတ်ထားတွေကြီးလိုက်လို့ရှင်သူ့ရဲ့တမိုင်းတစ်ခုဟာနော်လုံးဝဒါဟိုဆုံးတက်သွားပြီ နောက်တစ်ခုကဒီနေအောင်ဆိုတဲ့ဒီအမှုပညာလောကမှာတေချာတာတစ်ခုကတော့ဒီနာမည်ဒီသူတလျှောက်လုံးမှာเนาะပြည်သူလူထုကဒီအားပေးခဲ့တဲ့အမှုပညာရှင်တယောက်အဖြစ်နဲ့သူဆက်လက်ပြီးတော့ရက်တီလို့မရတော့ဘူးဆိုတာဒါတကယ်ကိုသက်သေပါပဲနောက်ထပ်သူပြောထားတဲ့အထဲမှာဆိုလို့ရှိရင်လုံးဝဒီတတ်ဖို့ဖြတ်ဖို့နော်ဟိုကိစ္စတွေအထီပါဒါဥနေအောင်က သူ ပြောသွားတဲ့ခါကျတော့ဟိုတကယ်ကိုဒီအကျန်းဖက်စိတ်တက်ရှိတာဟာဘလို့လူတွေလဲဒီအကျန်းဖက်စိတ်တက်နဲ့နီးတဲ့သူတွေမှာ ကြာတာတေချာပေါက်ဒီလိုစိတ်သက်တွေကိန်းနေတယ်ဆိုတာเนาะအဲ့တော့တိုင်းပြည်ကိုချစ်တယ်ဆိုတာလေသူတို့အားလုံးဟာတကယ့်ကိုသူတို့ကိုကြိုးအပ်တာတွေနောက်ကျွန်တော်တို့ဒီလေးလာမိတဲ့လောက်ဆိုလို့ရှိရင်ဒါနေအောင်တို့နောက်ပြီးဆိုးမြတ်သူစာတို့ပေါ့เนาะနောက်ပြီးအဲ့အမှုပညာရှင်တော်တော်များများက ဒါသူတို့မပြောပါလောက်တဲ့စစ်တပ်ကဒီအယိုးရင်းလေးတွေပေါ့ဒါတွေကိုချကျွေးထားပြီးတော့ဟိုတကယ်ဒီအဲစစ်တပ်ရဲ့ဒီ policy ဇာတ်ကားတွေရိုက်ပေးဖို့နောက်ပြီးရင် permit တစ်စောင်ပေးလိုက်နောက်ပြီးရင်သူတို့ကိုထောက်ခံပြီးခုလိုဒီမဲဆွယ်စည်းရုံးပွဲတွေမှာလှုပ်ဖို့ဆိုရင်အခု तू လိုက်စည်းရုံးပေးနေတဲ့ကျပ်ဖော့ပါတီဆိုတာဘာသမိုင်းလဲ तू ပြောပြောနေတဲ့เนาะကျပ်ဖော့ပါတီဘယ်ကလာလဲအခုလူတို့ကိုနောက်ဆုံးတစ်ခါလေးဟိုတစ်ချိန်တော့က ဒီစာပေဟောပြောပွဲတွေမှာဟိုစာရေးဆရာတွေဟိုပြောခဲ့တယ်လို့ပြောမယ်ဆိုရင်เนาะအခုအချိန်မှာတတ္တိရှိရင်လူမှုကိုเนาะတကယ့်ကိုစစ်တပ်ကဒီယောက်ျားပီပီတတ်တာနယ်ပေါ့ဗျာเนาะအခုလူမှုကောင်းဆောင်ကိုထောင်ထဲရနေကျွန်တော်တို့လွတ်ပေးလိုက်မယ်ပြီးလို့ရှိရင်ဒီ NLD ပါတီနဲ့ဒီကြန့်ခိုင်ရေးပါတီနဲ့ဟိုဘောလုံးကွင်းထဲမှာရှင်ရက်ပြီးတော့အများကြီးဘာမှမဲပေးနေကြတော့မလို့เนาะဟိုဘဲ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 ရက်မလဲတာအမှန်တရားလှုပ်ကြည့်တတလုံးရှုံးဝင်ဆိုလို့ရှိရင်နောက်တတလုံးနိုင်ငံကြီးတွေကိုကဲမဝင်ကြီးလှုပ်ရဲလာမေးကြီး တကယ်တမ်းကျတော့သူတို့တိတိကြီးနဲ့ဒီကိုခင်ရီဆိုလို့ရှိရင်တလျှောက်လုံးမှာဒီ9000စားတွေကိုဟုတ်အရင်တည်းကဒီရွေးကောက်ပွဲမဘာသာတွေမြောက်ပေးတဲ့ကိစ္စတွေနောက်ပြီးဒီအကျန်းဖက်ဒီစပြီးအာနာသိန်းနဲ့ဖြစ်စဉ်တုန်းကရန်ကုန်မြို့လေကောင်မှာနော်ဟိုလုံးဝလူမိုက်ဒီလူမိုက်အုပ်စုနဲ့ဒီဓာတ်ဓာတ်နဲ့ထိုးပြီးတော့ပေါ့နော်ဒီဆန္ဒပြတဲ့သူတွေကိုအဲ့လိုလှုပ်ဖို့အကြမ်းဖက်တဲ့ဟာတွေကိုအဓိကကြိုးကင်တာခင်ကြီးပဲအခုလက်ရှိဒီကြမ်းခံရေးပါတီဥက္ကဋ္ဌကြမ်းဖော့ပါတီဥက္ကဋ္ဌခင်ကြီးပဲ ဲ့တော့ဟိုခင်ရဲ့တမိုင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လေအဲ့လာဝကနဲ့ပတ်သက်တဲ့ဟာမှာဒီနေ့မြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေတွေအကုန်လုံးဟာအားလုံးကိုပြန်ခြုံကြည့်လို့ရှိရင်အဲ့လာဝကတကယ့်တရားခံမယ် အဲ့တော့ဒီကိစ္စတွေပါအခုဒီတရုတ်တွေဒီကြားပြန်တွေဗမာပြည်ထဲမှာဟို passport နှစ်ခုလောက်ကင်ပြီးတော့နော်မှတ်ပုံတင်နှစ်ခုလောက်ကင်ပြီးသွားလာနေတာညောက်အခြားသောဒီကိစ္စတွေပေါ့ဒီမှတ်ပုံတင်တွေ passport တွေနောက်ဒီဒီကုကုပြဿနာတက်နေတယ်ဆိုတော့ဥမာလူမျိုးရေးတချို့ပြဿနာတွေဒါတွေအားလုံးကပြန်ကြည့်မယ်ဆိုရင်အကုန်လုံးကခင်ကြီးရဲ့အဂရိလိုက်စားမှုတွေပဲအဲ့တော့ဒီလိုခင်ကြီးဦးဆောင်တဲ့ပါတီနဲ့ဒီဒီရှိသမျှတခိုးတအုပ်စုလုံးကြက်ဖို့အုပ်စုတအုပ်စုလုံးကိုကြည့်လိုက် အကုန်လုံးကတခိုးနဲ့ เนาะတကယ်ဓမြစိတ်နဲ့ဟိုတကယ်ကိုဟိုအကျမ်းဖက်စိတ်နဲ့ဒီလိုပုံကိုယ်ကြီးကြီးတယ်ပြည်သူပေါ်မှာ34မှာကောင်းခဲ့တယ်ကောင်းွက်ရှိတဲ့ကောင်တွေတယောက်မှမဟုတ်တဲ့ပါတီကိုဒီဥနေအောင်ဆိုတဲ့ဥတက်ခေါ်ရတာတော့အမှန်တိုင်းပြောရင်ဟိုဒါကျွန်တော်အသက်အရွယ်ရအာဒီမရိုင်းကျင်လို့ပေါ့เนาะအဲ့တော့ဥတက်ခေါ်တာတကယ်တော့အဲ့နေအောင်ကနော် तू တတ်ဖို့ဖြတ်ဖို့အထီပါ ပြောခဲ့တယ်ဆိုတာကဒါ तू သူ့ရဲ့ပင်းစိတ်ကိုမြင်ရတယ်အဲ့တော့ပြည်သူကတော့ပြတ်သားတယ်ဗျာ ပြည်သူကတော့ရှင်းတယ်အခုဒီတစ်ချိန်တော့ကဥမာလက်သုံးချောင်းထောင်ခဲ့လို့အခုချိန်မှာတော့စစ်တပ်နဲ့သွားပေါင်းလို့ရှင်တယ်အဲ့ဒီလူလည်းတေးကြတယ်ပြည်သူကတခါတည်းအဲသူတို့ရဲ့ဒီဟိုဘွိုက်ကောက်ရှင်းနေရတယ်တခါတည်းထည့်လိုက်တာပဲအဲပြီးရင်လက်ရှိဒီသူတို့လုံးဝအားမပေးတော့ဘူးအကယ်၍တကယ်တာမန်ဒီတော်လိုင်းမှာရက်တီနေလို့တော့မမှန်မှန်ကန်ကန်နဲ့လှုပ်ရှားနေတဲ့အမှုပညာရှင်တွေကဒီစစ်တပ်နဲ့မပေါင်းလို့ဗျာနောက်ဆုံးဟိုဘလောက်ပဲဒုက္ခရောက်တယ်ဆိုရင်တော့မှပြည်သူလူထုကတတ်နိုင်တဲ့ဘက်ကနေဝိုင်းပြီးတော့ကူညီသွားမှာ ဲ့လိုမဟုတ်ဖဲနဲ့ကတော့နော်ဒီစစ်တပ်ဘက်တော်သားတွေအမှုပညာရှင်မဟုတ်ဘယ်လိုလူတွေဘယ်လိုပုံကိုတွေပဲဖြစ်ပါစေနောက်ဆုံးခိုင်ရိုင်းရိုင်းပြောရင်ဟိုဘဲကောင်တွေပဲဖြစ်ပါစေနော်ပြည်သူလူထုကတက်တက်လုံးဒီဒီလောက်အကြောက်တရားတွေဒီလောက်လှုပ်ထားတဲ့တိုင်အောင်ဒီကြားထဲကနေပြီးတော့အခုလိုတော်လန်စိတ်သက်တွေပြတယ်ဆိုတာနားလည်ဖို့တင်နေပြီနော်ဒီအမှုပညာရှင်တွေရောအကုန်လုံးအဲ့တော့ဒီကုနာယုံလေးចောင်းတွေပဲအဆုံးတိုင်အဲ့တော့ယုံလေးတမိုင်းနဲ့ပြန်ကြည့် ယုံလေးကဒီလူလူကောင်းဆောင်ဒီအမေစုဒေါအောင်ဆန်းစုကြည်တို့လက်ထက်မှာကလေးကလည်းပဲနော်ယုံလေးကလုံးဝဒီစစ်တပ်နဲ့ပတ်သက်ပြီးတော့ तू ကအဲ့ဒီမာရဲက तू ကကောင်းကောင်းဒီစစ်တပ်ဘောဘောမားခဲ့တယ်ပေါ့နော်ဒီဒီစကားလေးသုံးခွင့်ပြုပါအဲ့တော့အဲ့လိုလှုပ်ခဲ့တဲ့ကောင်အဲ့တော့အဲ့စစ်တပ်ကိုဒီထောက်ခံခဲ့တဲ့အမာခံတောက်တိုင်ပဲနောက်ဒီပြီးခဲ့တဲ့ရက်ကဒီပဲကုံတဲ့တယောက်နဲ့ဖြစ်တဲ့ကိစ္စမှာဆိုလို့ရှိရင်လေဒါယုံလေးကလုံးဝဒီတကက်လူပိုက်အုပ်စုတွေနဲ့ เนาะပေါင်းပြီးတော့ဟိုလူလူဟိုအနိုင်ကျင့်တာနောက်စီးပွားရေးသမားတွေနဲ့အခုလိုဒါအကြရီပဲเนาะဒီလိုဟိုဘလောက်ပေးပြီးရင်ဘာလောက်ပေးမယ်ဆိုတဲ့ပုံစံမျိုးတွေဟို3000ပေးလိုက်ပြီးတော့နောက်ဆုံး3400လား3900လားပြန်မပေးဘူးဆိုတဲ့ဟာမျိုးတွေအစားရှိတဲ့ပြည်နောက်ပြီးစစ်တပ်အတိုင်းဝိုင်းမှာเนาะဟိုအကောင့်ကြီးကြီးတွေနဲ့ပေါ့เนาะဒီလိုပဲပြောရမှာအကောင့်ကြီးကြီးတွေနဲ့အဲပေါင်းပြီးတော့အခုနလိုဒီလိုအပ်တဲ့အဖြည့်ရှင်ဥပဒေအရဖြည့်ရှင်ရမယ့်ကိစ္စတွေကိုเนาะဥပဒေအပြင်ပအနေပြီးတော့အခုလိုကြီးစားလူမိုက်တွေနဲ့ဒီလိုငွေကြီးယူရဲဆိုတဲ့ကိစ္စတွေ ဒါမျိုးတွေကဒီအချမ်းဖက်စစ်တပ်ရှိနေပြီဘယ်တော့မှပြောက်မှာမဟုတ်ဒါကြီးလည်းရှိနေမှာအဲ့တော့ဒီနေရာကနေပြီးတော့အခုဒီယုံလေးအပါဝင်ပေါ့နော်စစ်တပ်ထောက်ခံနေတဲ့သူတွေအားလုံးကိုအတိပေးခြင်းနဲ့တနည်းအားဖြင့်တတိပေးခြင်းတာပေါ့အဲ့တော့ဘာလဲဆိုတော့ခင်ဗျားတို့အခုဒီလိုကာလမှာတော့ပြည်သူလူထုရဲ့တော်လှန်စိတ်ဟာဒီလောက်ရဲနေရင်နော်တကယ်ပြည်သူအလှည့်ပြန်ရောက်လာတဲ့ခါမှာခင်ဗျားတို့အတွက်နေစရာဟာနော်မြန်မာပြည်မှာ လုံးဝကွက်ကွက်ကလေးတောင်ရှိတော့မှမဟုတ်ဘူးဆိုတာအဲ့ဒါခမားတို့တိတ်တင့်နေပြီเนาะတိတ်တင့်နေပြီဒီအချိန်မှာကနောက်ကြရဲဆိုပေမဲ့ဒီပြည်သူဘက်ကိုပြောင်းဖို့ဟာเนาะတိတဲ့အချိန်မှာပြောင်းစီခြင်းတယ်မှီတယ်မှီသေးတယ်လို့ပဲဒီလိုပြောရမှာ အဲ့တော့ခင်ဗျားတို့မှန်မှန်ကန်ကန်ရက်တည်ပါเนาะခင်ဗျားတို့အတွက်ခုဒီလောက်ဆိုရင်မှခင်ဗျားတို့မတိတော့ဘူးဆိုရင်ခင်ဗျားတို့ကထမင်းစားကြီးတဲ့လူတွေမဟုတ်တော့ဘူး။နောက်ရှေ့မှာလည်းခုနဒိန်းတောင်းတို့ငိန်ချန်းတို့เนาะအကုန်လုံးမှလည်းဒီသင်ကန်းစာတွေအများကြီးရခဲ့ပြီးပြီ။နောက်ပြီးရင်ခုနဒီနောက်ဆုံးဟိုကျွန်တော်တို့ဟိုကြိုက်နေတက်ခဲ့ပါတယ်ဒီခုနနေတိုးတို့เนาะဒီအမှုပညာရှင်တွေဆိုလေအခုချိန်မှာသူတို့ကောင်းကောင်းအပြင်မထွက်ရဲတော့ဘူး။နော်အပြီးကျန်တဲ့ဒီဒီဒီစစ်တပ်ကိုထောက်ခံတစ်ချိန်တော့လက်သုံးချောင်းဝဲထောင်တော့ရဲရဲပဲတောက်ခွဲတောက်ခွဲအခုချိန်မှာလူတို့ကရှင်းတယ် ဲစစ်တပ်ဖက်ကိုခင်ဗျာထောက်ခံပြီဆိုတာ ਨੇ တေချာတယ်အဲ့ဒီသူကိုဒီပီတူရဲ့တော်လှန်စိတ်ကနော်ထည့်လိုက်ပြီဒါတော်လှန်ရမယ့်လူပဲဆိုတဲ့စီးရင်ထဲမှာအလိုလျောက်ထည့်ပြီးတာအဲ့ဓာတွေကိုတော်လှန်ရေးဘက်ကသူတွေကလော်ဘီလှုပ်ချင်းမလှုပ်ချင်းပြည်သူကိုရှော့မတွက်ပါနဲ့နော်ပြည်သူလူထုတည်အစင်ဆက်ပါနော်ဘယ်တိုင်းပြည်ကိုအုပ်ချုပ်ခြင်းနဲ့ဆိုတဲ့လူတွေအကုန်လုံးခမားတို့ဒီခုစစ်တပ်အကြမ်းဖက်စစ်တပ်ဟာတလျှောက်လုံးမှာဂျင်းထဲတဲ့လိန်နေအကြောက်တရားနဲ့ အုပ်ချုပ်တယ်နော်အဲဒါပေမဲ့အဲ့ဒီဟာတွေကစကန်းသိမ့်တော့မယ်အခုဆိုရင်လည်းခင်ဗျားတို့ကြည့်ပါနော်ပြည်သူအလှည့်ဆိုတာလည်းတနေ့နေ့တစ်ချိန်ချိန်မှာရောက်လာမှာပါအဲ့လိုရောက်လာတဲ့အချိန်ကြရင်တော့နော်ခင်ဗျားတို့ပြည်သူရဲ့တော်လှန်စိတ်ကိုခင်ဗျားတို့အဲ့ဒါကောင်းကောင်းကြီးခင်ဗျားတို့ရင်ဆိုင်ဖို့ပြင်ထားပါလို့ပြောချင်တယ်အဲ့တော့ဒီနေ့အတွက်တော့ကျွန်တော်ဒီမှာပဲကျွန်တော်တို့အစီအစဉ်ကိုအဆုံးသတ်ပါမယ်။နောက်နောက်ရက်ဒီမှာပြန်ပြီးတော့ဆုံတွေ့ပါမယ်။ဒီအစီအစဉ်ကိုအားလုံးနားထောင်ပေးခဲ့ကြတဲ့သခင်တွေရဲ့ပရိသတ်တွေအားလုံးဘေးကင်းကြပါပြီးစီးပွားလတ်လာပါတွေတိုးတက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရခင်ဗျာ။